ကျွန်တော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကလင်းထက်ပါကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးမှာတော့ iPhone user တွေအနေနဲ့ကျွန်တော်တို့ပိတ်ကိုပိတ်ထားတဲ့နဲ့ setting လေးအကြောင်းကိုကျွန်တော်ပြောပြသွားပါမယ်ဆိုတော့ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဘာကြောင့်ပိတ်ထားတဲ့နဲ့ဆိုတာလေးကိုကကျွန်တော်ပြောပြပေးသွားမှာဖြစ်လို့ကိုနဲ့တင့်တော်လို့ရှိရင်ပိတ်ထားဖို့လိုအပ်တယ်လို့ကိုလို့တကယ်လို့မတင့်တော်ဘူးထင်လို့ရှိရင်လည်းမပိတ်ထားလည်းရပါတယ်ဆိုတော့ကြည့်လိုက်အောင် ဆိုတော့ကျွန်တော်တို့ပထမဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်စတင်နဲ့ဝင်လိုက်မယ်စတင်နဲ့ရောက်သွားပြီဆိုလို့ရှိရင်ပေါ်လေးကိုနည်းနည်းတွန်းတင်တွန်းတင်ပြီလို့ရှိရင်ဒီနားမှာ privacy and security ဆိုတာလေးကိုရှိတယ်အဲ့ထဲဝင်လိုက်အဲ့ထဲဝင်လိုက်ပြီလို့ရှိရင်ကျွန်တော်တို့အပေါ်လေးကိုနည်းနည်းတွန်းတင်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 ပြီးသွားလို့ရှိရင်အဲဆက်တွန်းတင်เนาะဒီမှာပြီးလို့ရှိရင် analytics and improvements ဆိုရလေးရှိတယ်ဒီထဲဝင်လိုက်ပါ ဒီထက်ရောက်ပြီလို့ရှိရင်ဒီမှာ share iphone and the like ဆိုတာလေးကပွင့်နေတယ်။ဆိုတော့ဒီကောင်လေးကဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ data တွေ behavior တွေကို तू က app စီကို तू ကဓာတ်ရိုက်ပို့ပေးနေတာပေါ့နော်။ဆိုတော့ဒါမျိုးလေးဆိုလို့ရှိရင်ကျွန်တော်တို့က app ကိုမပို့ပါနဲ့ဆိုပြီးတော့ကျွန်တော်တို့ကပိတ်ထားလို့ရတယ်။ဆိုတော့ကိုယ့်အောက်ပို့ခြင်းလည်းဖွင့်ထားပါတော့။ဒါပေမဲ့မလိုအပ်ပါဘူး။ ဆိုတော့နောက်ထပ်တစ်ခုအနေနဲ့ကကျွန်တော်တို့ဒီ analysis and improvement အောက်မှာပဲ ever advertising ဆိုတာလေးရှိရနော်ဒီထဲဝင်လိုက်လို့ရှိရင်ဒီကောင်လေး personalized ads ဆိုတာလေးကသူဖွင့်ထားတယ်ဒီကောင်လေးကကျတော့ဘယ်လိုအကျိုးသက်ရောက်တာလဲဆိုတော့ကျွန်တော်တို့ဒီ Google တို့ Safari တို့တခြားတခြားသောဒီ search နေရာတွေကနေရှာထားတာပေါ့နော်ဥပမာအင်ကြီးရှာတာပဲဖြစ်ဖြစ်အဲကျွန်တော်တို့လိုအပ်တဲ့သုံးဆောင်လေး cosmetic မျက်နှာသစ်ဆေးဘာတွေပဲရှာတာပဲဖြစ်ဖြစ် သူကမှတ်ထားတယ်မှတ်ထားပြီးတော့ကျွန်တော်တို့ကိုသူက Facebook ပဲဖြစ်ဖြစ်တခြား YouTube ကြည့်ရင်လည်းပဲဖြစ်ဖြစ်သူကကြော်ညာလေးတက်တဲ့အချိန်ကြလို့ရှိရင်အဲကျွန်တော်တို့ရှာတက်တဲ့ကျွန်တော်တို့လိုချင် လောက်တက်တဲ့ကျွန်တော်တို့စိတ်ဝင်စားတက်တဲ့အရာမျိုးလေးတွေကိုသူကကျွန်တော်တို့တောက်လျှောက်ပြပေးတယ်ဆိုတော့ကြော်ညာရှင်အနေနဲ့ကတော့သူတို့ boost လုပ်ပြီးတော့ကြော်ညာထားတဲ့ဟာကိုကျွန်တော်တို့ကြည့်တော့သူတို့အတွက်ကောင်းနေဆိုပေမဲ့ခါလီကြားလို့ရှိရင်ကျွန်တော်တို့အတွက်ကတော့စိတ်နှောက်ယှက်ဖြစ်เสียကောင်းတယ်เนาะ ဆိုတော့ဒီဟာတွေကကျွန်တော်တို့ဘာတွေလောက်တက်လဲဘာတွေကြိုက်တက်လဲဆိုတော့အရင်ကို तू ကသိတာဖြစ်တဲ့အတွက်ဆိုတော့ဒီကောင်လေးကိုပိတ်ထားလိုက်ခြင်းအဖြစ်လဲကျွန်တော်တို့ရဲ့ကြော်ညာတွေကို fix လုပ်လို့ရတာပေါ့နော်ဆိုတော့ okay ဆိုတော့နောက်ထပ်တစ်ခုအနေနဲ့ကကျွန်တော်တို့ကပြင်ပြန်ထွက်လိုက်မယ်နော်ပြင်ပြန်ထွက်လိုက်ပြီးတော့ဒီဘက်ထိတ်နားလေးမှာ location service ဆိုတာလေးရှိရနော် location service ဆိုတာလေးရဲ့ဝင်လိုက်မယ်ဝင်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ application လေးတွေရှိတာပေါ့ တော့ application လေးတွေကဒီမှာပြထားတယ်အခု camera location သုံးပါလားဆိုလို့ရှိရင် while using ဒါ camera သုံးနေတဲ့အချိန်ကျွန်တော်ရ location သုံးတာပေါ့အဲဒီလိုပဲဥပမာအားဖြင့် application လေးတွေအများကြီးရှိတာပေါ့နော်ဆိုတော့ကိုမသုံးတဲ့ application ရှိမယ်ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က location ကိုပိတ်ထားလိုက်တာပို့ပြီးတော့အဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့ဖုန်းအားစားတယ်ဖုန်းအားကုန်တယ်ဆိုတော့ အကောင်းဆုံးနည်းလမ်းကတော့ကိုမတုံးတော့တဲ့မတုံးပြတော့တဲ့ application လေးကိုအပြီးပိုင်းဖြတ်ချလိုက်တာတော့အကောင်းဆုံးပါပဲနောက်ထပ်တစ်ခုအနေနဲ့ကဒီ location နဲ့မှာပဲအောက်ဆုံးမှာ system service ဆိုတာလေးရှိတယ်သူက system service ဆိုတာလေးကဒီများလေးတွေရှိတယ်ဒါလေးတွေကကျွန်တော်တို့သုံးခဲ့တဲ့ဟာလေးတွေကျွန်တော်တို့လက်ရှိသုံးနေတဲ့ဟာလေးတွေဆိုရင်သူကခဲအောင်နဲ့ပြပေးထားတယ်ဆိုတော့ဒီမှာလဲကျွန်တော်တို့ကမလိုအပ်တာရှိတာပေါ့နော်မလိုအပ်တာဆိုဘယ်လိုမျိုးလဲဆိုတော့ ဒီမှာ suggestion track ဘာညာပေါ့ကျွန်တော်တို့ဖွင့်ထားတဲ့ဟာလေးတွေလည်းဖွင့်ထားဖို့လိုအပ်သလို find my phone တွေဘာတွေကျွန်တော်ကျွန်တော်တို့ဖွင့်ထားဖို့လိုတာပေါ့နော်ဆိုတော့တချို့ဟာလေးတွေကျတော့လည်းဖွင့်ထားဖို့မလိုပါဘူးမလိုတဲ့ဟာလေးတွေကျတော့လည်းကျွန်တော်တို့ပိတ်ထားလိုက်လို့ရပါတယ်နော်ဒီမှာ system customization တို့ဒီဟာကလည်းကိုယ့်ရဲ့တုံးပြူတဲ့ပုံမူတည်ပြီးတော့ဒါလေးကိုပိတ်ထားခြင်းအပြင်လည်းကိုယ့် phone ရဲ့ battery အားကိုလည်းတတ်တာစီတာပေါ့နော် ဆိုတော့ကျွန်တော်တို့ကနောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ကဖုန်းစက်တင်နဲ့ generator ကိုဝင်လိုက်မယ် generator ကိုရောက်သွားပြီဆိုလို့ရှိရင်ဒီမှာဘာရှိလဲဆိုတော့ background app refresh ဆိုတာလေးရှိရမှာနော်ဒီကောင်လေးကိုနှိပ်လိုက်လို့ရှိရင်ဒီကောင်လေးကဘယ်လိုအလုပ်လုပ်လဲဆိုတော့ကျွန်တော်တို့ wifi ဖွင့်ထားရင်ပဲဖြစ်ဖြစ် internet ဖွင့်ထားရင်ပဲဖြစ်ဖြစ်သူကကျွန်တော်တို့ notify တွေအစင်ဆက်မပြတ်ပို့ပေးနေတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီနေရာမှာ အဲကုမလို့ခြင်းတဲ့ဟာတွေကိုပိတ်ထားလို့လည်းရတယ်ဆိုတော့ဒီကယ်လို့အကုန်လုံးပိတ်ခြင်းလဲပိတ်ထားလိုက်လို့ရတယ်အကုန်လုံးမပိတ်ခြင်းဘူးကိုကတိကျနာလေးရှိရင်တော့ဖွင့်ထားလိုက်ပါတော့တချို့ application တွေက noti တက်ဖို့မလိုဘူးပေါ့နော်ဆိုတော့မဟုတ်တဲ့ noti တွေတက်တက်နေရတာလဲစိတ်ညစ်စရာကောင်းတယ်ဆိုတော့ဒါလေးကိုကိုမလိုတာလေးရှိရင်ရွေးပြီးတော့ပိတ်ထားလိုက်လို့ရပါတယ် chrome တို့ဘာလို့ဆိုလဲအရန်ကြီးကြော်ညာတွေများတဲ့အတွက်ကောင်လေးဆိုပိတ်ထားတာပို့ပြီးတော့ကောင်းပါတယ် တော့ကျွန်တော်တို့နောက်တစ်ခုအနေနဲ့ကဒီအပေါ်ကနေဆွဲချလိုက်ပြီးတော့ brightness လေးကိုဖိထားလိုက်ရင် true tone ပေါ့နော် true tone ကဘယ်လိုအလုပ်လုပ်လဲဆိုတော့အာကျွန်တော်တို့ဥပမာတစ်ခုပေါ့ကျွန်တော်တို့ဖုန်းသုံးနေတဲ့ true tone on ထားလို့ရှိရင်ကျွန်တော်တို့ကအဲဒီအနောက်မှာအယောင်ရှိတယ်ပဲထားလိုက်ဗျာအဲအဲ့အယောင်နဲ့ light ရောညီတွေ ဖြစ်မှလေးတွေကို तू ကကိုယ့်ရဲ့ဖုန်းမှာ तू က light ရောညီတွေဖြစ်မဲ့အယောင်လေးတွေကို तू ကပြပြီးတာပေါ့နော်ဆိုတော့ဒီ true tone ကလည်း နေရာတိုင်းမှာ သုံးဖို့အဆင်မပြေဘူးဆိုတော့ true tone ကိုလည်းကျွန်တော်တို့ပိတ်ထားတာကျွန်တော်အတွက်ကတော့ပို့ပြီးတော့အဆင်ပြေတယ်ဘာလို့လဲဆိုတော့ battery အားပုံကုန်တယ်လို့ကျွန်တော်ခံစားရတယ်ကျွန်တော် true tone ကိုပိတ်ထားလိုက်တယ်အားကြောင့်ကျွန်တော်နောက်တစ်ခုအနေနဲ့ကဘာလဲဆိုတော့ကျွန်တော် ဖုန်းနေဘာတွေလာလို့ရှိရင်ဖုန်း ringtone အတန်ကသူကအဲကင်လိုက်တယ်ကင်တော့မကင်ရသေးဘူးတိုးွားတာပဲရှိတယ်တချို့ကဒါမျိုးကိုမကြိုက်ဘူး မကြိုက်လို့ရှိရင်ဒီဟာလေးရလဲကျွန်တော်တို့လုတ်လို့ရရပါတော့။ဆိုတော့ကျွန်တော်တို့က face id နဲ့ passcode တွေဝင်လိုက်မယ်။ဆိုတော့ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်လေးနည်းနည်းတွန်းတင်လိုက်လို့ရှိရင်ဒီမှာ attention aware future ဆိုတာလေးရှိတယ်။အဲ့ဒီကောင်လေးကိုပိတ်ထားပေးလိုက်ပါတော့။အဲ့ဒီကောင်လေးကိုပိတ်ထားလိုက်လို့ရှိရင်ခုနဖုန်းလာလို့ရှိရင် phone ring တော့မြည်ရဲ့တိုးွားတာတို့ဘာတို့တွေဖြစ်တော့ဘူးပေါ့နော်။ နောက်တစ်ခုကဘာလဲဆိုတော့ဒီကောင်လေးကလည်းအရေးကြီးတယ်ပေါ့နော်ဘာလဲဆိုတော့ကျွန်တော်တို့ကဖုန်းကိုပိတ်ထားတယ်ဖုန်းလော့ချထားတယ်ဖုန်းလော့ချထားတယ်ဆိုပေမဲ့အပေါ်ကနေ notify bar ကိုဆွဲချလိုက်ရင်ဒီလိုမျိုး control center ကအလုပ်လုပ်လို့ရနေတယ်ဆိုတော့ကျွန်တော်တို့ကကိုကိုဖုန်းတစ်ခုဖြစ်ခဲ့တယ်မိကျန်ခဲ့တယ်ပါလို့ဆိုလို့ရှိရင်ဒီမှာ internet wifi ပညာလုံးအကုန်လုံးကအလုပ်လုပ်လို့ရနေတယ်ဆိုတော့ဒီကောင်လေးကလည်းပိတ်ထားဖို့လိုတယ်ပိတ်ထားဖို့လိုတယ်ဆိုတော့ကျွန်တော်ပြပေးမယ်နော် တော့ကျွန်တော်တို့ကပထမဆုံးအနေနဲ့ setting နဲ့ဝင်လိုက်မယ် setting နဲ့ဝင်ပြီးလို့ရှိရင်ခုနကဝင်တဲ့ face id နဲ့ passcode တွေကိုပဲထပ်ဝင်ထပ်ဝင်ခွန်အခွန်လေးကိုထပ်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ကအပေါ်လေးနည်းနည်းဆွဲလိုက်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 ပြီးလို့ရှိရင်ဒီမှာ control center ဆိုတာလေးရှိတယ်။ point control center လေးကိုကျွန်တော်တို့ off ပေးလိုက်။ off ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြန်ထွက်မယ်။ power လေးကိုပေါ်လိုက်မယ်။ ီလိုဆွဲချရင်မရတော့ဘူးဆိုတော့ဒါလေးကလည်းပိတ်ကိုပိတ်ထားတင်ပါရခင်ဗျဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့မှာတော့ကျွန်တော် iPhone မှာပိတ်ထားတဲ့ setting လေးကိုပြောပြတော့တာပဲဖြစ်ပါတယ်ဆိုတော့ကိုနဲ့ကြိုက်လို့ရှိရင်လည်းပိတ်ထားပါတကယ်လို့ကိုကကိုတုံးနေတဲ့ future ကြီးပါနေလို့ရှိရင်လည်းဖွင့်ထားလို့ရပါတယ်ဆိုတော့မလိုတာလေးပိတ်ထားခြင်းအပြင်ကိုဖုန်းကို battery ကိုတတ်တာပါစေအားလုံးကျေးဇူးတင်ပါတယ်